မနေ့ကဒါစကိုင်းပြည့်ွေငလျင်ကြောင်းပေါ့နော်ဘရာရိုမြန်မာနိုင်ငံရဲ့အချို့ဒေသတွေမှာဆိုလို့ရှိရင်ငလျင်တန်ကိုဒါဆူဆူရွရွခံစားခဲ့ရတယ်လို့လေဒါဘရာရိုတွေ့ရတဲ့အတွက်လည်းအများကြီးစိတ်မကောင်းဖြစ်ရတယ်အဲဒါပြင်ဦးမှာပေါ့နော်ဘရာရိုမှာဘာမှဂျိုတင်ပြင်ဆင်မှုဘာမှ အဲကြိုတင်တိထားရလည်းမရှိဘူးကြိုတင်ပြင်ဆင်ထားရလည်းမရှိတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီငလျင်ဘေးဒုက္ခကိုခံစားရတဲ့အခါမှာတာမန်ထက်ပိုပြီးတော့ဒါပျက်စီးဆုံးရှုံးမှုတွေထိခိုက်နေတာမှုတွေအများကြီးဖြစ်ခဲ့ရတာကိုလည်းတွေ့ရတဲ့အတွက်ကြောင့်အရင်စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးမှာဆိုလို့ရှင်တော့ဘူရာကဒါနိုင်ငံတကာကဒါပညာရှင်တွေတက်ကြွတဲ့သူတွေကနေပြီးတော့ဒီငလျင်နဲ့ပတ်သက်တဲ့ဒါဆောင်ရွက်ဆောင်ရွက်လေးတွေတည်တည်တိထိုက်တာလေးတွေပြောပြထားတဲ့အချက်ကလေးတွေကိုဒါမျှဝေပြီး ခြင်းဖြစ်ပါတယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးရဲ့ရွေးချယ်ကတော့အာနောက်ထပ်တစ်ခုတောင်းပန်ချင်တာဆိုလို့ရှိရင်တော့ဒီနေ့ဗီဒီယိုရဲ့အဲဒီနေ့ဗီဒီယိုကဒါစာတွေ့ကိုပဲဘူရာတို့ကဖတ်ပြီးတော့ဒါပြန်လည်မျှဝေတာဖြစ်တယ်ပေါ့နော်ကိုတိုင်းလက်တွေ့မှာခံစားနေရတဲ့အာပြည်သူတွေအနေနဲ့ဆိုလို့ရှိရင်တော့အဲဒီဗီဒီယိုကအာအကျိုးတစုံတရာရရှိခြင်းမှာရရှိနိုင်မယ်ပေါ့နော်ဒါပေမဲ့အဲဂန်လီယန်တန်ကိုဒါ အများကြီးမခံစားရသေးရဲ့ဥပမာဘွားတို့ရန်ကုန်မှာဆိုလို့ရှိရင်ဒါကြိုတင်ပြင်ဆင်မှုတွေလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကြိုတင်ပြင်ဆင်မှုတွေလုပ်လို့ရဖို့အတွက်ねတကယ်တကယ်တမ်းငလျင်တန်ကိုကြုံတွေ့တဲ့အခါမှာဒီဗီဒီယိုလေးတွေကအချို့အချက်တွေကဒါအတုံးဝင်မယ်လို့အဲအတုံးဝင်ကောင်းဝင်သွားနိုင်တယ်ပေါ့နော်အဲ့ဟာတွေအတွက်ကိုရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးကိုတင်ဆက်ရခြင်းဖြစ်ပါတယ်အဲ့တော့ကြောင့်မို့လို့လဲဒါစိတ်နှောက်ရတဲ့ဇုံတရားဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်ねကြိုတင်ပြီးတော့တောင်းပန်ပါရှင်ဆိုတော့ငလျင်မလုတ်ခင်မှာဘွားတို့ဘာကြီးကြိုတင်ပြင်ဆင်လို့ရမလဲ ထမဆုံးချက်အနေနဲ့ဆိုလို့ရှင်တော့မိမိတို့အိမ်မှာရှိတဲ့မိသားစုဝင်တွေပြန်လဲစုံတွေ့ရမယ့်စုရက်နေရာကိုသတ်မှတ်ခြင်းပါ ငလင်မလောက်ခင်မှာဆိုလို့ရှိရင်အင်္ဂါလူတွေကိုကြိုတင်ပြီးတော့အကယ်၍ငလင်လောက်ခဲ့တဲ့အခါမှာငါတို့ဘယ်နေရာမှာတော့ပြန်ပြီးတော့送ကြမယ်ဘယ်အဲ့ဒီနေရာကိုတော့ရောက်အောင်လာပါဆိုပြီးတော့ကြိုတင်ပြီးတော့ပေါ့နော်တတ်မှတ်ထားခြင်းအပြင်ဒါဘွာတို့တွေငလင်လောက်တဲ့အခါမှာဥတီယာမဲ့ပြေးသွားနေရာထပ်စားလို့ရှိရင်အဲ့ဒီနေရာကိုပေါ့နော်ဥတီယာရှိတဲ့နေရာကိုအပြေးလွှားလိုက်တာကပို့ပြီးတော့အဆင်ပြေမယ်အပို့ပြီးတော့လည်း NDA ကင်းမယ်လို့ဒါယုံကြည်တယ်နောက်ထပ်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့မနည်းရလိုမျိုး ဖုန်းလိုင်းနေအကုန်လုံးပြတ်တောက်သွားတဲ့အခါမှာတယောက်တနေရာစီရောက်နေရတတ်စားလို့ရှိရင်အဲ့ဒီနေရာမှာပေါ့နော်ပြန်ပြီးတော့ဆုံတွေ့ကြမယ်လို့သတ်မှတ်လိုက်ခြင်းအပြင်ရောက်မလာခဲ့တဲ့မိသားစုဝင်ရှိတဲ့အခါမှာပျောက်ဆုံးနေတဲ့မိသားစုဝင်တွေရှိတဲ့အခါမှာပေါ့နော်အာဒါအလျင်အမြန်ပဲတတ်ဆိုင်ရာလူကြီးတွေဒါကယ်ဆယ်ရေးအဖွဲ့တွေကိုအလျင်အမြန်ဒါအချိန်မီအကြောင်းကြားနိုင်မယ်လို့ဒါမျှော်လင့်နေအဲ့ဒီအတွက်ကြောင့်မလို့ပေါ့နော်စုရက်လေးကိုတော့ကြိုပြီးတော့သတ်မှတ်ထားစီခြင်းပါတယ် နောက်ထပ်တစ်ချက်အနေနဲ့ဆိုလို့ရှင်တော့ဒါကိုယ့်ရဲ့အရေးကြီးတဲ့စာရွက်စာတမ်းအနေနဲ့အရေးကြီးတဲ့စေဝါးတွေကိုပေါ့နော်အလွယ်တကူတည်သွားနိုင်အောင်လို့ ေးချကြလေးဒါထုတ်ပိုးထားတဲ့နဲ့အာဒါပေမဲ့တကယ်တကယ်တမ်းအသက်အန္တရာယ်နဲ့ကြုံတွေ့လာပြီဆိုလို့ရှိရင်တော့ဒီပစ္စည်းတွေတက်စားလို့ရှိရင်တော့ကိုယ့်ရဲ့အသက်အန္တရာယ်လုကင်းမှုကတော့ဒါပထမဦးစားပေးအနေနဲ့လုပ်ရမယ့်အရာပေါ့ဆက်လက်ပြီးတော့ဒီဗီဒီယိုလေးရဲ့မှာပဲပေါ့နော်ငလျင်လှုပ်ခတ်ပြီးတဲ့အချိန်မှာပေါ့တတိပြုတဲ့နဲ့ဆောင်ရွက်ဆောင်ရွက်အချက်ကလေးတွေကိုလည်းတလက်စာရဲမျှဝေပေးခြင်းပါတယ်ပထမဆုံးအချက်အနေနဲ့ငလျင်လှုပ်ခတ်ပြီးတဲ့အချိန်မှာပေါ့နော်မိမိနေအိမ်အဆောက်အဦးရဲ့အနေအထားပေါ့ပျက်စီးသွားတဲ့အနေအထားကိုစစ်ဆေးပါမတို့တွေဒါငလျင်ကြီးလှုပ်ခတ်ပြီးရဲ့နောက်မှာပေါ့နော်နောက်ဆက် က်တွဲငလျင်ငယ်တွေကဒါဇက်တိုက်ပြီးလှုပ်ခတ်နိုင်မှုရှိတဲ့အတွက်ကြောင့်မို့လို့အကယ်၍ကိုယ့်ရဲ့နေအိမ်အဆောက်အဦးကပေါ့နော်ပျို့ချပြက်စီးနိုင်တဲ့အနေအထားရှိတယ်အကွဲချောင်းတွေဖြစ်လာတယ်ဆိုလို့ရှိရင်တော့အဲ့ဒီနေရာကနေပြီးတော့ဒါအလျင်အမြန်ပြောင်းရွှေ့ဖို့လှုံ့ဆောင်တင်ပါတယ်ဒါအပြင်ကိုအဲ့လိုမျိုးပြက်စီး ပြိုကျပျက်စီးနေတဲ့အဆောက်အုံနားမှာနေခြင်းထိတွေ့ကိုင်းွယ်ခြင်းတွေလည်းမလုံဖို့လည်းဒါအထူးသတိပေးချင်ပါတယ်။နောက်ထပ်တစ်ချက်အနေနဲ့ငလျင်လှုပ်ခတ်ပြီးတဲ့အချိန်မှာပေါ့နော်ဘွားတို့မီးလောင်ခြင်းရေခါတာတွေကျိုးပြက်ပြီးတော့လျှက်တစ်ပြက်ရေကြီးခြင်းရှို့ရေချော်ရေဘူးများပန်းထွက်ခြင်းအာဒါမြေပြိုခြင်းတောင်ပြိုခြင်းကမ်းမပြိုခြင်းစတဲ့အာဘီအန်ဒီအေတွေလည်းဆက်လက်ပြီးတော့ဖြစ်ပေါ်နိုင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအန်ဒီအေတွေကိုလည်းအထူးသတိထားဖို့လိုအပ်ပါတယ်။ပင်လယ်ကမ်းစောင်းမှာနေထိုင်သူတွေအနေနဲ့လည်းဒါငလျင်ကြီးများလှုပ်ခတ်ပြီးတဲ့အချိန်မှာပေါ့နော်နောက်ဆက်တွဲဆူနာမီအန်ဒီအေကိုလည်း ထူးသတိထားဖို့လိုအပ်ပါတယ်။အခုလိုမျိုးပေါ့နော်ဘေးဒုက္ခတွေမျိုးစုံကြားတွေကနေမှပေါ့ဒီနေ့ဗီဒီယိုလေးကိုဒါအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်။ဘွာတို့ရဲ့ဒါမြန်မာနိုင်ငံကြီးလေးပေါ့နော်ဘေးဒုက္ခပေါင်းစုံအဲဘေးအန္တရာယ်မျိုးစုံကနေပြီးတော့အလျင်အမြန်လွတ်မြောက်နိုင်ပါစေလို့ဒီနေ့ကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်။